ရေဒီယိုပရိသတ်များရှင် weekend spotlight အစီအစဉ်ကနေပြီးတော့ကြိုဆိုပါရစေဒီရက်မှာတော့ထပ်ဖိတ်ခေါ်ထားတဲ့သူကတော့ဒေါက်တာနန်းတင်မိုးသူဖြစ်ပါတယ်ရှင် Lady Grace Diamond Land ရဲ့ founder ဖြစ်ပါတယ်ရှင်မိုင်းရင်မင်္ဂလာပါရှင်မင်္ဂလာပါညီမလေး ဆိုတော့ ਨੇ ဘယ်တည်တည်အတက်ပညာရှင်နေဒါအနုပညာရှင်နေရဲ့ lifestyle နေပါမယ်ပြီးတော့နေ့စဉ်လူနေမှုဘဝမှာပေါ့နော်ဒါထက်တူတွေကြုံတွေ့ရင်ဆိုင်နေရတဲ့အရာတွေကိုမိမောင်းထုတ်ပြမယ်အကြောင်းအရာတွေကိုရွေးချယ်ပြီးတော့တင်ဆက်တဲ့ weekend spotlight လေးမှာဒီဘက်မှာတော့ဒေါက်တာနဲ့နေမို့သူမအောင်ဖိတ်ခေါ်လိုက်တယ်ပေါ့နော်ထက်ကတော့ဒီဘက်မှာတော့မနဲ့အတူတူ woman empowerment နဲ့ပတ်သက်တဲ့မိကုံးလေးကိုစုစုံလင်နဲ့ရွေးထားတယ်ပေါ့နော်မဟုတ်ကဲ့ပါညီမလေးဟုတ်ကဲ့ပါရှင်ဆိုတော့အရင်ဆုံးအနေနဲ့ထက်သိကျင်တာကကျတော့အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်လူမှုအတိုင်းဝိုင်းအလုပ်ခွင်နဲ့မိသားစုအတွင်းရေးပေါ့နော်အဲ့ဒီ မှာအရာရသူတယောက်ဖြစ်လာစေဖို့အတွက်ကိုဘလို့နီးလန်းနေကအထောက်အကူဖြစ်စေမလဲဆိုတာကိုမကအရင်ဆုံးပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ညီမလေးမေးတဲ့အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်လူမှုအတိုင်းဝိုင်းနေအလုပ်ခွင်နဲ့မိသားစုအတွင်းနေမှာအရေးပါအရာရောက်တဲ့သူတယောက်ဖြစ်လာဖို့ဆိုရင်တော့အဓိကအရေးကြီးဆုံးကမိမိကိုမိမိမပြောင်းဆုံးအောင်နေဖို့လိုတယ်အဓိကအမျိုးသမီးတွေက ပတ်ဝန်းကျင်နဲ့မိသားစုဝင်ရဲ့စိတ်အလိုကိုလိုက်ရင်နဲ့ကိုကိုကိုပျောက်ဆုံးသွားတတ်ကြတာများတယ်။ကို့အရေးချင်းနေအတတ်ပညာတွေအသိပညာတွေပျောက်ဆုံးကုန်တတ်ကြတယ်။အထူးသဖြင့်အိမ်အောင်ကြရင်ပေါ့နော်။အိမ်အောင်ကြရင်ပဲဖြစ်စေတချို့တွေအိမ်အောင်မကြသေးတဲ့သူတွေဆိုလည်းပဲပတ်ဝန်းကျင်အတိုင်းဝိုင်းမိသားစုရဲ့ပြောစကားအရာကိုလိုချင်တဲ့အရာကိုပြောက်ွယ်သွားအောင်ကိုကိုတိုင်းပဲလှုပ်တတ်မိကြတယ်ပေါ့နော်။အမဥမာအဖြစ်ပြောရင်တော့ကွယ်အမအသက်20လောက်က မမေမိတ်ဆွေတယောက်ကအိမ်ကိုလာပြီးတော့ဟုတ်ကဲ့အဲအိမ်ကိုလာရင်လည်းမမေကိုပြောဘူးတာပေါ့နော်အဲမမမိသမီးကအเจ้าနေပဲဆက်တက်နေတော့မှလားမိန်းကလေးပဲဘွဲတစ်ခုခုရရင်တော်ရောပေါ့အဓိကကမိဖို့ကြောင့်နိုင်နေအောင်တင်ပြီးယောက်ျားကောင်းကောင်းရှာပေးစားလိုက်တင်ပြီးတဲ့ဒါကအဲသူတို့လွန်ခဲ့တော့အဲမမအသက်20ဝန်းကျင်ဆိုတော့လွန်ခဲ့တော့နှစ်ပေါင်း20အစိတ်ကပေါ့နော်အဲအဲ့အတွေးခေါ်တွေရှိတတ်ကြတယ်အဲ့မှာသူကဘာထက်ပြောသေးလဲဆိုတော့ယောက်ျားကောင်းကောင်းလိုချင်နေကျမရှာပေးရမလားတဲ့အဲ့တော့မအဲ့အချိန်မှာ ိတ်ဆိုးသွားတယ်စိတ်ဆိုးသွားတော့အဲ့ဒီအန်တီကိုပြန်ပြောလိုက်တယ်ပေါ့နော် ိမ်မှာလာပြီးတော့လူပွဲစားလာလို့မနေနဲ့လို့အဲနောက်တစ်ခုပေါ့နော်အမပြောလိုက်တာမိန်းမတယောက်ရဲ့တန်မိုးကလင်းယူသားမွေးပြီးမျိုးကိုကြောင်းတဲ့အချိန်ကုန်မှုမဟုတ်ဘူးယောက်ျားကောင်းရှာပြီးတော့ယောက်ျားပေးတာယူယောက်ျားကျွေးတာစားနေရရင်မတော်တဆများအိမ်တော်ကြီးအစ်စင်မပြေဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲအဲ့မိန်းမရဲ့တန်မိုးဒီအဲ့အချိန်မှာပဝင်းကျင်ပြောစကားအရာပညာလဲဆက်မသိဘူးအဲကို့ကျွမ်းကျင်ကလိမ္မာရလုပ်ငန်းဝင်လဲမဝင်မဲနဲ့ယောက်ျားပဲယူလိုက်မယ်အဲခုနောက်တော့လို့ယောက်ျားရှာတဲ့လုပ်စားပဲထိုင်စားနေရင်သူ့တန်မိုးကပျောက်ဆုံးသွားပြီဟု ုတ်ကဲ့သူ့ကိုသူလည်းဆုံရှုံသွားပြီအဲ့ဒီခါကျတော့မှအိမ်တော်ကြီးကတသက်လုံးအဆင်ပြေနေမယ်လို့ဘယ်သူမှအမခံလို့မရဘူးအဲ့တော့အိမ်တော်ကြီးအဲ့ဒီအချိန်မှာအဆင်မပြေခင်ရင်ဘဝကဘယ်လိုပြန်စကြမလဲဆိုတာအရေးကြီးလာပြီလေအဲ့တော့မိန်းမတယောက်ရဲ့တန်မိုးကကိုကိုကိုအမြဲတမ်းရှာဖွေနေဖို့လိုအပ်တယ်ဟုတ်ကဲ့နော်အဲ့တော့အဲ့ခုနကတော့လို့အမကတကယ်လည်းပဲအိမ်တော်ကြီးအဆင်မပြေမှုကိုကြုံလာတဲ့အခါမှာ ခုနကတော့လူတွေရဲ့စကားကိုနားမထောင်ခဲ့တာ အမမှန်တယ်သူတို့စကားကိုသာနားထောင်ရင်မိန်းကလေးပဲဘွဲတစ်ခုရတော်ရောပေါ့ဆိုရင်မဘာဖြစ်မလဲဆိုတော့အဲ့ချိန်မှာကိုကူကိုပြန်ရှာဖွေဖို့အင်မတန်ခက်သွားလိမ့်မယ်ဟုတ်ကဲ့ကိုကူကိုပြန်ယုံထဖို့အင်မတန်ခက်လိမ့်မယ် မအเจ้าနေဆက်တက်ခဲ့တယ်အဲမအိမ်အောင်ကြားတဲ့အထီကိုမအเจ้าနေဆက်တက်ခဲ့တယ်မစတာဒီဆက်တက်ခဲ့တယ်အဲ့ခါကျတော့မအိမ်အောင်ရေးအစင်မပြေတဲ့အချိန်မှာပညာရေးနဲ့မကိုမပြန်ပြီးတော့ရက်တီလာနိုင်လဲပေါ့နော်အဲ့တော့မိန်းကလေးတယောက်ကကိုကိုကိုပျောက်ဆုံးအောင်မနေတင်ဘူးလို့တော့မကတော့ပြောချင်တယ်နော်ဘလို့နေရာမှာပဲဖြစ်ဖြစ်ကိုဟာအရေးပါတဲ့သူတယောက်ဖြစ်နေဖို့အတွက်ကိုဝါသနာပါရအတတ်ပညာတစ်ခုခုအမြဲလေ့လာပါကိုပိုင်ဝင်ဝင်နဲ့ရက်တီနိုင်အောင်ကြိုးစားပါအမြဲတမ်းအဆက်မပြတ်လေ့လာသင်ယူပါသူတစ်ပါးကိုအားကိုးတဲ့စိတ်မမွေးပါနဲ့လို့ ြောချင်ပါတယ်ဟုတ်ကဲ့ပါအမရေကဲဒါဟာမှတ်သားရမယ့်အချက်တွေပဲပေါ့နော်ဆိုတော့ပြီးတော့မြန်မာမျိုးသမီးတွေမှာဆိုလို့ရှိရင်အမရေပညာရေးနဲ့အလောက်ကိုင်းနေပေမှာရင်ဆိုင်ရတဲ့အခက်အခဲတွေရှိရပေါ့နော်အဲ့ဒီရမှအဓိကအခက်အခဲတွေကဘာတွေများဖြစ်မယ်လို့မှတ်ထင်ပါလဲရှင်ဟုတ် အရင်ခေတ်ကတော့မြန်မာအမျိုးသမီးတွေအတွက်က discrimination တွေကအများများတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ခုနကမြန်မာလေးပြောသွားသလိုပညာရေးနဲ့အလုပ်ကိုင်းတဲ့ဘက်မှာအခုခေတ်မှာတော့ gender discrimination ကအများကြီးမကွာဟတော့ဘူးအဓိကအခက်ခဲကတော့ကိုယ့်ရဲ့စိတ်ပဲမမလို့မြန်မာအမျိုးသမီးတချို့ကစိတ်ကပျော့ညံတယ်ယောက်ျားရင်းနဲ့ရှင်ရင်ကိုကိုကတဆင့်နေနဲ့ယောက်ျားရင်းနဲ့ရင်မောင်းတန်းပြီးတော့မလုံနိုင်ဘူးဆိုရက်အားငယ်စိတ်ဝင်တတ်ကြတယ်ဟုတ်ကဲ့ဒါက ကိုကိုတိုင်းပဲလုံယူနေတဲ့ကိုယ့်ရဲ့အားနည်းချက်ပေါ့နော်ဒါကလည်းသူတို့ရဲ့စိတ်အထင်တကယ်တော့လေမိန်းကလေးတွေကလေလုံနိုင်စွမ်းကလေအများကြီးရှိတယ် ပညာရေးနဲ့အလုံးကိုင်းနယ်ပယ်မှာစူးစမ်းနိုင်စွမ်းနေလဲအများကြီးရှိတယ်။စူးစမ်းလို့ရှေ့ရောက်သွားတဲ့လူလည်းအများကြီးတွေ့ရလိမ့်မယ်။ဟုတ်ကဲ့။အမျိုးသားတွေနဲ့တန်းလူရင်မောင်းတန်းနိုင်တဲ့သူတွေရှိသလိုအမျိုးသားတွေနဲ့အတူတူအမျိုးသားတွေထက်တာသွားတဲ့သူတွေလည်းအများကြီးရှိတယ်။အဲ့တော့အမျိုးသားအမျိုးသမီးရဲ့လို့မဟုတ်ဘူး။အမျိုးသမီးတွေအမျိုးသားတွေနဲ့တန်းလူမလို့တဲ့အရာတွေကဘာသာရေးမှာပဲကန့်သတ်ချက်ရှိတာ။အဲပညာရေးနဲ့အလုံးကိုင်းနယ်ပယ်မှာမရှိဘူး။ဒါမဲ့တစ်ခုရှိတာကတော့ မမတို့အမျိုးသမီးတွေကမိခင်စိတ်ရှိတယ်ဟုတ်ကဲ့မိခင်စိတ်ရှိတယ်အဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုအိမ်အောင်ကြသွားပြီးရင်ကလေးရလာတဲ့အခါဒီကလေးကိုငှဲ့ပြီးတော့ကိုယ့်ရဲ့ပညာရေးတွေအလောက်ကိုင်းတွေကိုဆွလွတ်လိုက်တတ်ကြတယ်ဟုတ်ပါဘူးအဲ့ခါကျတော့ဒါကကိုယ့်အတွက်တဆစ်အော်နောက်ချေတလန်းပြန်ဆုတ်လိုက်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ဒီခါကျတော့အဲ့လိုဆွလွတ်ဖို့မလိုအောင်ကိုကစူးစမ်းနိုင်ရမယ်ဒါပေါ့ဒါကိုမိသားစုနဲ့ညှိနှိုင်းနိုင်ရမယ် အဲ့တော့အဓိကကတော့ပညာရေးနဲ့အဲအလောက်ကိုင်းတဲ့ပဲမှာ အမားတို့ gender discrimination ကခုခေတ်မှာတိတ်ပြီးတော့တော့မရှိတော့ဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ကကိုယ့်ကိုခွဲခြားဆက်ဆံနေတာဟုတ်ပါတယ်အဲ့ဒီစိတ်ကိုအမားတို့ကပြင်နိုင်ရမှာပေါ့နော်ဒါပေါ်မှာနော်ဟုတ်ပါတယ်ရှင့်ဆိုတော့ကဲအဲ့တော့အခုဒါအမျိုးသမီးတယောက်အနေနဲ့ပေါ့နော်အမလုပ်ငန်းခွင်မှာခေါင်းဆောင်မှုနေရာတစ်ခုကိုရယူနိုင်မှုအတွက်ဒါကလည်းတော်တော်မှအရေးကြီးရပေါ့နော်တော်တော်မှလည်း struggle လုပ်ရတဲ့အထက်မှာပါတယ်ပေါ့ဆိုတော့အဲ့လိုမျိုးနေရာတစ်ခုကိုရယူနိုင်မှုအတွက်ကိုလည်းဘလို့စွမ်းရည်တွေမွေးမြူရမလဲ skill တွေဖြည့်ရမလဲဆိုတာအမဆက်ပြီးတော့ပြပြပေးပါအောင်ရှင့် ယ်။အဲ့ဒီမေကွန်းနေရာမှာလေမဖြည့်ကျင်တာကတော့အမျိုးသမီးစွာတဲ့အမျိုးသားအမျိုးသမီးနှစ်ယောက်စလုံးအတွက်မဖြည့်ပေးကျင်တယ်။ဘာကြောင့်လဲဆိုတော့လုပ်ငန်းဝင်တစ်ခုမှာခေါင်းဆောင်မှုနေရာတစ်ခုကိုရယူနိုင်ဖို့လိုအပ်မဲ့အချက်တွေကအမျိုးသားအမျိုးသမီးရောအတူတူပဲ။ဟုတ်ကဲ့။တကယ်လှုပ်ချင်စိတ်ရှိဖို့ပဲလိုတာ။အဲ့တော့လုပ်ငန်းဝင်တစ်ခုမှာအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေခေါင်းဆောင်မှုနေရာတစ်ခုကိုရယူဖို့ဆိုရင်နံပါတ်၁ချက်တာဝန်ယူတတ်ဖို့လိုတယ်။ မားသည်ဖြစ်စေမှန်သည်ဖြစ်စေကိုယ်လုပ်ငန်းခွင်မှာလီဒါတယောက်သည်ကြာရှုံးမှုကိုလည်းလက်ခံနိုင်ရမယ်။အောင်မြင်မှုကိုလည်းခံစားနိုင်ရမယ်။အဲ့ဒီအတွက်တာဝန်ယူတတ်တာဝန်ယူစိတ်ရှိဖို့လိုတယ်ပေါ့နော်။နောက်တစ်ခုကကိုယ်လုပ်တဲ့အလုပ်ကိုဒေါင်းစိတ်အောင်တက်ကြွနားလည်ဖို့လိုတယ်။အင်းဟုတ်တယ်။အဲ့တော့မှကိုယ့်ရဲ့လက်အောက်ငယ်သားကိုယ်လိန်နေသလားဆိုတာလည်းသိမယ်။ ို့ညာနေသလားဆိုတာလည်းသိမယ်ဒီနေရာမှာမှားနေသလားဒီနေရာမှာမှန်နေသလားဆိုတာလည်းကိုကသိနိုင်မယ်အဲ့တော့ကိုလုတ်တဲ့အလုတ်ကိုတက်ကြွန်းနားလည်အောင်ရင်ကျိုးစားတင်တယ်အလုတ်ရဲ့အားသာချက်အားနည်းချက်တွေကိုလက်တွေ့ကျကျသုံးသပ်တတ်ဖို့လိုတယ်တချို့တွေကကိုအလုတ်ကိုလုတ်လိုက်တဲ့အလုတ်ဆိုရင်ဖော့ပြီးတွေးတတ်ကြတယ်ဟုတ်တယ်နော်မနောက်လူများကအမားကိုထောက်ပြရင်လက်မခံတတ်ကြအောင်ဒါရီကိုကိုကလက်ခံနိုင်စွမ်းရှိအောင်သင်ဖို့လိုတယ်ပေါ့နော်ကိုကိုကိုလည်းလက်တွေ့ကျကျသုံးသပ်တတ်ဖို့လိုတယ် ။နောက်လုံပေါ်ကိုင်ဘက်အချင်းချင်းနဲ့လောက်ငယ်သားတွေပေါ်မှာကိုချင်းစာတရားထားတတ်ဖို့လိုတယ်။ငါသာသူတို့နေရာမှာဆိုရင်ဘလို့ခံစားရမလဲ။ငါသာသူတို့နေရာမှာဆိုရင်ဘလို့လိုအပ်ချက်ရှိမလဲ။ဒါလေးတွေကိုနားလည်ခံစားပြီးလုပ်ငန်းဝင်ပျော်ရွှင်မှုဖန်တီးနိုင်တယ်။အဲ့ခါကျရင်ကိုကိုကိုလောက်ငယ်သားကကောလုံပေါ်ကိုင်ဘက်အချင်းချင်းကကောလီဒါကောင်းနေနဲ့သတ်မှတ်လိမ့်မယ်။အင်းနောက်တစ်ချက်ကတော့ကိုလုံးနေတဲ့အလုပ်ကိုချစ်စိတ်ရှိဖို့လိုတာ။ ညီမလေးရယ်လူတွေကကိုချစ်တဲ့အရာကိုဆိုလို့ရှင်ပိုကောင်းစေခြင်းနဲ့ပိုတိုးတက်စေခြင်းနဲ့လေဟုတ်လားဟုတ်တယ်ကိုချစ်တဲ့အရာကိုလုံနေရရင်နောက်ဆုံးကိုချစ်တဲ့လူတယောက်ကိုစောင့်ရှောက်နေရရင်ခဲလုံနေရရင်ပင်ပန်းတဲ့စိတ်စွာလဲမရှိဘူးမရှိဘူးဟုတ်တယ်နော်အဲ့ဒီပုံမှာပျော်မွေ့နေတတ်တယ်အဲ့တော့အလုပ်ပေါ်မှာချစ်တဲ့စိတ်ရှိရင်ကိုကလည်းဒီအလုပ်ကိုပိုကောင်းတစ်ထက်ကောင်းအောင်လုံးချင်စိတ်ရှိလာမယ်ပိုကောင်းတဲ့ကောင်းအောင်လုံနိုင်တဲ့ခေါင်းဆောင်ကောင်းတရားဖြစ်လာလိမ့်မယ်ဟုတ်ကဲ့ပါရှင့် န္တလေး FM နဲ့ Tin Radio ပရိသတ်တွေက Weekend Spotlight အစီအစဉ်ကိုနားဆင်နေရပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့အထက်က Lady Grace Diamondland Founder Dr. နန်းနေမို့သူနဲ့အတူတူအခုတစ်ပိုင်းမှာဆက်လက်ဆွေးနွေးမယ့်အကြောင်းအရာကတော့အမျိုးသမီးတွေရဲ့အခွင့်အရေးတွေတိုးတက်လာစေဖို့အတွက်အဖက်ဖက်ကနေဘယ်လိုမျိုးပါဝင်ကူညီနိုင်မလဲဆိုတဲ့အကြောင်းအရာကိုဆက်လက်ဆွေးနွေးတင်ဆက်မှာဖြစ်လို့နားဆင်ပေးပါအောင်ရှင်။ โอเคပါရှင်ကဲဆိုတော့ဒီလူမှုဖွဲ့စည်းမှာဆိုလို့ရှင်လဲမှာရဲ့တချို့ဒီချိန်ထိပေါ့เนาะအမျိုးသမီးတွေကိုကန့်သက်ထားတဲ့ဒလေထုံနှံတချို့ကလည်းဒီချိန်နေအထိပေါ့ရှိနေရေပေါ့เนาะဒါတွေကိုဘယ်လိုမျိုးပြောင်းလဲသင့်တယ်လို့မထင်ပါလဲရှင်ဟုတ်အခုခင်မှာပေါ့เนาะအဲ့ဒီအမျိုးသမီးတွေကိုကန့်သက်ထားတဲ့ဒလေထုံနှံဆိုတာကြီးထက်အမပြောချင်တာတော့ mindset တွေဟုတ်ကဲ့အဲ့ mindset တွေလို့ပြောချင်တယ်ဒလေထုံနှံအရာအများကြီးကန့်သက်ထားတာမရှိဘူးတကယ်တည်းကန့်သက်ထားတာလူတွေရဲ့ mindset တွေအမရှိမှာ ြောခဲ့သလိုပေါ့နော် အမျိုးသမီးတွေကိုကန့်သက်ထားရင်ဆိုဘာသာရေးမှာပဲရှိတာဒလိထုံနှန်းဒီအမျိုးသမီးတွေကိုအမျိုးသားရည်နဲ့ခွဲခြားထားတဲ့ဒလိထုံနှန်းကဘာသာရေးမှာပဲရှိတာဒါကလည်းပြောရရင်အမားတို့သွားပြီးပြပြင်ပြောင်းလဲလို့ရတဲ့အရာတော့မဟုတ်နေဘူးလေဟုတ်တယ်ဟလားအမျိုးသမီးမတက်ရဘူးဆိုတဲ့နေရာကိုအမားတို့သွားပြပြင်ပြောင်းလဲပြီးဟာတက်ကိုတက်မယ်လို့သွားလုပ်လို့လဲမရဘူးပေါ့နော်အဲ့တော့အဓိကအမျိုးသမီးတွေရဲ့ဘဝကိုကန့်သက်ထားတာအမြင်ကျင်းနေတဲ့လူတွေရဲ့ mindset တွေပဲတချို့လူတွေကအမျိုးသမီးလို့ပြောရင်အမြင်ကျင်းတယ် ်အမျိုးသမီးဆိုရင်ခုနအမပြောသလိုပညာအများကြီးတက်เสียမလို့ဆိုတော့အစွဲတွေရှိတဲ့လူတွေရှိတယ်ဂျင်းနဲ့ယောက်ျားပြကြမယ်လင်းယူသားမွေးအိမ်ထဲမှာပဲအလုံးလုံးရင်အချိန်ကုန်ခံရမယ်ဆိုတော့ mindset ကြီးတွေပေါ့နော်အာခု generation မှာတော့နည်းနည်းတော့ယော့လာပါပြီအာမအမတော့ကအာကြုံရတာတခုပြောပြရရင်မအမအရင်အိမ်တော်ကိုတီးမခံနိုင်တဲ့အဆုံးပေါ့နော်ကွာရှင်းဝင်တောင်းတယ်အဲ့တော့ ဘက်ကလူကြီးတချို့ကဘာပြောလဲဆိုတော့ယောက်ျားလေးဆိုတာတဲ့လှေကားသုံးတယ်စင်လူမျိုးပြန်ဖြစ်တယ်တဲ့မိန်းမတယောက်ကအိမ်အောင်ကြပြင်ဘဝကြီးကပြီးသွားပြီအဲ့တော့သူဘာလုပ်လို့သူဘလို့မှမမိန်းကလေးရပဲသိခံရမယ်ပေါ့နော်အဲ့ဒီစကားကိုအမောက်ပြောတယ်ဒါသူရဲ့ mindset အမားကြီးလေအမတွေးတာကတော့ဟိုယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ကို့ဘဝကိုကိုပိုင်တယ်ဟုတ်ပါတယ်ဟုတ်တယ်နော်အဲ့တော့ကို့ဘဝကို့ရဲ့လွတ်လပ်ခွင့်ကသူများစကားကြောင့်လမ်းဆုံးစရာမလိုဘူးနောက်တစ်ခုသိခံနိုင်မှု limit ဆိုတာလည်းပဲလူတိုင်းမှာကိုယ်စီရှိနေပြီးသား။တိမခံနိုင်တဲ့ limit တစ်ခု ကျော်သွားပြီဆိုရင်အာပြတ်သားပိုင်ခွင့်ဥပိ္ပခပြုပိုင်ခွင့်ကလည်းမိမမတွေမဟုတ်ယောက်ျားမတွေမဟုတ်လူတိုင်းမှာရှိတယ်ဟုတ်တယ်မဟုတ်တယ်နော်အဲ့တော့ဆုံးရှုံးမယ်ဆိုလို့ရှင်လည်းနှစ်ယောက်သားအတူတူယောက်ျားလေးရောမိန်းကလေးရောဆုံးရှုံးတာအကြီးပဲဟုတ်တယ်ဟုတ်တယ်ဟိုအခုဟိုအခုခင်မသားဒါတွေကိုမြင်လာကြတာပေါ့နော်အရင်တော့ကတော့မပြောသလိုလွန်ခဲ့တဲ့နှစ်20အစိတ်တုံးကဆိုရင်တော့အာအိမ်တော်တစ်ခု꽌ပြီဆိုရင်ဘာပြောပြောမိန်းကလေးမှားတယ်ဒီအိမ်တော်ကိုမထိန်းသိမ်းနိုင်လို့လို့ပြောကြတယ်ဟုတ်တယ်နော်အမမမိန်းကလေးမှားကြောင့်လည်းဖြစ် နိုင်တယ်လို့ယောက်ျားလေးအမကြောင့်လဲဖြစ်နိုင်တာပဲလေညီမလေးဟုတ်လားအဲ့တော့ဟိုအဓိကကတော့လူတွေရဲ့ဒါတွေက delete ထုံးစမ်းနေမဟုတ်ဘူး delete ထုံးစမ်းနေကိုသူကနာမည်တက်တာတကယ်တည်းအမြင်ကျင်းနေကြတာอืม mindset တွေပေါ့เนาะအဲ့ mindset တွေကိုအမားတို့ကပြောင်းလဲရမယ်ပြောင်းလဲဖို့ဆိုတာက ကိုချင်းစာစိတ်လေးနဲ့ကြည့်ပေါ့ဥမာသူ့နေရာမှာငါသမီးလေးသာဆိုရင်ဆိုရက်စိတ်နဲ့ကြည့်လိုက်ရင် ပို့ပြီးတော့ကိုကျင်းစာတက်သွားမယ်လို့တော့မားတော့မြင်ပါတယ်ဟုတ်တယ်မဒါကြည်ဘူးနေကြရုပ်ရှင်ဇလန်းတွေရလို့ပေါ့ကိုသားသမီးမမဟုတ်ဘူးသူများသားသမီးလည်းအဖိုးတန်တာပဲလीနော်ဟုတ်တယ်ဟုတ်တယ်နော်အဲ့လိုမျိုးလေးပါโอเคပါမရေဆိုတော့ကဲအမျိုးသမီးတွေရဲ့အခွင့်အရေးပေါ့နော်ပို့မို့တိုးတက်လာဖို့အတွက်ကိုအဖက်ဖက်ကနေပြီးတော့ဘယ်သူမစိုးပေါ့ဘယ်လိုမျိုးပါဝင်ပြီးတော့ကိုညီနိုင်မလဲမဟုတ်ဟုတ်ကဲ့အမားတို့ကလေအမျိုးသမီးတွေရဲ့အခွင့်အရေးတွေတိုးတက်လာဖို့ဆိုရင်တော့အမားတို့ကအမျိုးသမီးတွေကိုယ်တိုင်စူးစမ်းဖို့လိုတာ မားတို့နိုင်ငံမှာဖြစ်နေတဲ့ပြဿနာတစ်ခုကဘာလဲဆိုတော့တချို့အမျိုးသမီးတွေကဒါသူတို့ရာသင်ရထိုက်တဲ့အခွင့်အရေးပါလားဆိုတော့မသိကြတာဟုတ်တယ်နော်မသိကြတဲ့အတွက်အခွင့်အရေးတွေအများကြီးဆုံးရှုံးနေကြတယ်သူတို့ကိုယ်တိုင်မတောင်းဆိုနိုင်ကြအောင် ူတို့ကိုယ်တိုင်မတောင်းဆိုတတ်ကြဘူးဖြစ်နေတာအဲ့တော့ဒါသည်ဒါအမျိုးသမီးတွေရားတဲ့နဲ့အခွင့်အရေးပါဒီဘဲလိုဘဲလိုနီးလန်းမှာဆိုရင်အမျိုးသမီးရဲ့ right ကဘလို့ရှိတယ်ဥပဒေလမ်းကြောင်းမှာဆိုလည်းပဲအမျိုးသမီးတွေအတွက်ကာဝယ်မှုတွေကဘာတွေရှိတယ်ဆိုတာကိုအမားတို့က educate လုပ်ပေးဖို့တော့လိုတယ်သူတို့သိနေဖို့လည်းလိုတာပေါ့နော်ဟုတ်ကဲ့သူတို့ကိုယ်တိုင်တောင်းဆိုတတ်တော်မှသာလျှင်အာသူတို့ဒါကိုနားလဲတယ်နာသူတို့ကိုယ်တိုင် နားလဲမှသာလျှင်ဒါကိုတောင်းဆိုရကောင်းမှန်းသိလာမှာ ဲ့တော့အဓိကကတော့မားတို့ကတော့ education နေပေးရတယ် education လုပ်ပေးတဲ့ပေါ့နော်အ seminar တွေလုပ်ပေးနိုင်တယ် workshop တွေလုပ်ပေးနိုင်တယ်အဲ့လိုနည်းနဲ့ educate လုပ်ပေးလို့ရတယ်လို့အခုခေတ်ဆိုရင်တော့ social platform တွေအများကြီးရှိလာပြီဟုတ်ကဲ့အဲ့ရနေတဆင်ကောအခုညီမလေးတို့လို့ FM တွေကနေတဆင်ကောအမျိုးသမီးလေးတွေကိုခုနကလိုသူတို့ရတဲ့ရတိုက်တဲ့အခွင့်အရေးတွေဥပဒေအရကာကွယ်ထားပေးမှုတွေဒါတွေကိုမတို့က educate လုပ်ပေးဖို့တော့လိုပါတယ်ဟုတ်တယ်မတို့က educate လုပ်ပေးပြီးတော့ဒီထက်ထက်ကိုယ်တိုင်အပါဝင်လဲကိုကိုယ်တိုင်လဲဒါတွေကိုရွေးချယ်ပြီးတော့နားထောင်တက်ဖို့တင်တဲ့ဘုံကလည်းတကယ်ကိုမှအရေးကြီးပါ ါတယ်အခု platform မျိုးစုံကနေပြီးတော့ဒီလိုမျိုးအကြောင်းအရာတွေကအလွယ်တကူပဲနားဆင်လို့ရနေပြီလဲဆိုတော့လေနော်တကယ်လို့ scale ပြည့်ကျင်နေဆိုလို့ရှင်တော့ကိုကိုရန်ကလည်းဒီလိုမျိုး learning လုပ်ဖို့ learning လုပ်ဖို့တော့လိုအပ်တာပေါ့နော်ဟုတ်ကဲ့ပါအခုကဲမကြည့်နေတာဘာဖြစ်လဲဆိုတော့အမစာတွေမတို့ရေးတယ်ရေးတယ်ဒါပေမဲ့တချို့တွေကဘာပြောတာတွေ့လဲဆိုစာအရှိန်ကြီးမဖတ်ချင်ဘူးအဲတိလာနောက်တစ်ခုအဲ့လို educate လုပ်ပေးတဲ့အဲဒီ FM နေပါတယ်ဆိုလည်းပဲတိတ်နာမထောင်ချင်းချဘူးပေါ့နော်အချိန်မပေးဖြစ်ဘူးအဲ့ကကြတော့ဘာဖြစ်လဲဆိုတော့ကို့မှာအဲကိုရမယ့် knowledge ကိုကိုဆုံးရှုံးတယ်ဆုံးရှုံးသွားတယ်ကိုဆုံးရှုံးသွားတယ်ပေါ့เนาะအဲ့တော့အကိုတက်နိုင်တဲ့လောက်မဆိုလဲတက်နိုင်တဲ့လောက်ဘသူရေးတဲ့စာပဲဖြစ်ဖြစ်ကို့အတွက်အကျိုးရှိမယ်ဆိုမဖတ်တယ်ဖတ်တယ်အဲ့လိုပဲသူများပြောတဲ့စကားတွေမနားထောင်တယ်လေးလာတယ်စဉ်းကျင်တယ်သုံးသက်တယ်အဲ့တော့အမျိုးသမီးတွေကကိုရေးကိုသွေးကိုမြင့်မို့ဆိုရင်ကိုကိုယ်တိုင်း လိုလိုလားလားနဲ့အချိန်ပေးနိုင်မို့လဲလိုတယ်နော်မဟုတ်ကဲ့ပါရှင်ကဲအဲ့တော့ main ကလေးတယောက်အနေနဲ့ဒီကိုယ့်ရဲ့ဆန္ဒတွေရီမန်းချက်တွေရှိမယ်မဟုတ်ရဲ့ဟုတ်ကဲ့ဘယ်လိုမျိုးရရဲဝဲပေါ်ထုတ်ရမလဲဆိုတာကို weekend spotlight မှာမနန်းတင်မို့သူကနေပြီးတော့ဆက်ပြီးတော့ပြပြပေးပါအောင်ရှင်ဟုတ်ကဲ့အာမားတို့ main ကလေးတွေအများဆိုတာပွင့်လင်းမှုမရှိဘူးမတို့မိဘနဲ့နေတော့လည်းမိဘပေါ်မှာပုံမှန်လေးလေးမတောင်းဆိုရဲဘူးကိုဖြစ်ချင်တဲ့ဆန္ဒကိုမပြောရဲကြဘူးပေါ့နော်ဟုတ်ကဲ့ အဲအဲ့လိုပဲအိမ်အောင်ကြောက်သွားတဲ့အခါကျတော့လေအိမ်အောင်ဘက်နဲ့ကိုဖြစ်ချင်တဲ့ဆန္ဒကိုပုံမှန်လေးလေးမပြောရဲဘူးမတောင်းဆိုရဲဘူးအဲ့တော့ကိုယီမန်းချက်ရှိရင်တော့ အရေးကြီးဆုံးကမတို့ကညှိနှိုင်းနိုင်စွမ်းတော့ရှိရမယ်တောင်းဆိုနိုင်စွမ်းရှိရမယ်ညှိနှိုင်းနိုင်စွမ်းရှိရမယ်ဒါပဲဖြစ်ချင်တယ်ကို့ဘွားကိုကိုတိဆောက်ချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မိသားစုနဲ့ကောအမခုနကပြောသလိုအိမ်တောင်ဖက်နဲ့ကောညှိညှိနှိုင်းနှိုင်းနဲ့သွားနိုင်ဖို့တော့လိုအပ်တယ်ဒီမှာဟုတ်ဟုတ်ကဲ့ပါရှင်ဆိုတော့ဒါထက်တို့တွေအမျိုးသမီးတယောက်အနေနဲ့ပေါ့နော်တချို့ဆိုလို့ရှိရင်ဒီဘာမဟုတ်တဲ့အကြောင်းအရာလေးနဲ့ပဲမရအားငယ်နေတတ်တာမျိုးရှိရပေါ့နော်ကိုကိုယုံကြည်မှုတွေပျောက်ဆုံးနေတာပေါ့ဒါမျိုးတွေ ီလိုမျိုးတွေပပျောက်သွားအောင်ကိုယ့်ကိုယုံကြည်မှုတွေတိုးတက်လာအောင်လို့ဘယ်လိုမျိုးတည်ဆောက်ရမလဲဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာကိုလည်းမအားနေပြီးတော့ပြပြပေးပါအောင်ရှင့်ဟုတ်အဓိကကလေအမားတို့ကိုယ့်စိတ်ထဲမှာအမြဲတမ်းသွင်းနိုင်ရမှာကငါလုံနိုင်တယ်ငါကြော်ဖြတ်နိုင်တယ်အဲ့စိတ်ကိုသွင်းဖို့လိုတယ်ဟုတ်ကဲ့အမားတို့ကများများသောအားဖြင့်ကလေမလုတ်ခင်ကလေးကအာကုန်နေတတ်ကြတယ်မလုတ်ခင်ကလေးကငါလုံနိုင်မှမလားဆိုတဲ့စိတ်နဲ့နောက်ပြန်လှည့်သွားတတ်ကြတယ်လူတွေအများကြီးရှိတာပေါ့နော်အဲ့တော့ အာအမျိုးသမီးတွေကခုနကလိုကိုကိုကိုအားငယ်သေးရှိတယ်ဟုတ်ကဲ့ကိုကိုကိုပဲအမျိုးသားတွေနဲ့ရှင်ရင်မလုံနိုင်ပါဘူးဆိုတဲ့စိတ်ကကိုကြောင့်ပဲဖြစ်နေတာအဲ့တော့ကိုကငါလုံနိုင်တာပဲဆိုတဲ့စိတ်ကိုထားဖို့တော့လိုအပ်တယ်နောက်တစ်ခုကအခက်ခဲတွေကိုရှောင်မပြေးဘဲနဲ့ရင်ဆိုင်ကြည့် အခက်အခဲတွေကိုဥမာ၃ခုရှိတယ်ကိုတစ်ခုယင်ဆိုင်နိုင်ရင်ဒါကိုယ့်ရဲ့အောင်မြင်မှုပဲဟုတ်တယ်နော်ဥမာဟုတ်တယ်နော်အဲအဲ့လိုတစ်ခုယင်ဆိုင်နိုင်ရနိုင်ရနေနှစ်ခုယင်ဆိုင်လာနိုင်မယ်ပြီးရင်၃ခုယင်ဆိုင်လာနိုင်မယ်ဆိုရင်၄ခု၅ခုဖြစ်လာမယ်ဒါတွေကကိုယ့်ရဲ့ milestone တွေပဲအဲ့အဲ့ milestone တွေများလာလေကိုကုတ်ကိုယုံကြည်မှုတည်ဆောက်လာနိုင်လေဟုတ်ကဲ့အဲအမဆိုရင်တော့ဘလို့တွေးလဲဆိုတော့အမခြေလမ်းကိုရှေ့တလမ်းတိုးပြီးတော့လှမ်းနိုင်တိုင်းမှာငါပန်းနိုင်ရောက်ဖို့တလမ်းနီးလာပြီလို့အမကိုကုတ်ကိုတွေးတယ်အဲ့တော့ ။တဖြည်းဖြည်းတလှမ်းတလှမ်းလှလိုက်တိုင်းပန်းတိုင်နဲ့မဝေးတော့ဘူးဆိုတဲ့စိတ်နဲ့ပို့ပြီးတော့မြ мян သွားနိုင်တယ်။ရောက်လဲရောက်သွားရောက်လဲရောက်သွားရက်နေရတဲ့ဆိုင်ရက်နေရတဲ့ဆိုင်ဟုတ်တယ်။မမြန်လည်းပြောနေကြစကားတစ်ခုရှိရပါတော့နော်။အာ something is better than nothing ဘာမှမဖြစ်လာတာထက်ဆိုင်တော့တစ်ခုခုဖြစ်လာတယ်ဆိုရင်ဒါကိုအတွက်အမြတ်ပဲအမြတ်ပဲပိုကောင်းတဲ့အရာပဲပေါ့နော်အဲ့တော့အာအမားဆိုရင်ဘာလေးလုပ်လဲဆိုတော့နေ့စဉ်မှတ်တမ်းအကျန်းလေးတစ်ခုရေးတယ်အဲအဲ့ဒီမှတ်တမ်းထဲမှာဆိုရင် ငါဒီနေ့မလုပ်နိုင်ခဲ့တယ်လေအဲ့ဒါလေးကိုအမချရေးတယ်နောက်တစ်ခုကမနေ့ကကိုနဲ့ဒီနေ့ကိုလုပ်ခဲ့တဲ့ဟာကိုရှင်ကြည့်တယ် မနေ့ကထက်ကိုဒီပိုကောင်းလာသလားလို့ကြည့်တယ်။အဲ့ဒါဆိုရင်တနေ့ကုံသွားတိုင်းအော်ငါတခုတိုးတက်လာပါလားဆိုရက်စိတ်ဖြစ်လာတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့ငါလုံနိုင်တယ်ငါလုံနိုင်မလားငါကြော်ပြနိုင်မလားဆိုရယုံကြည်စိတ်ကရလာတယ်ပြဿနာတိုင်းဆိုတာညီမလေးရဲ့အမြဲတမ်းရှောင်ပြေးနေလို့မှမရတာနော်အဲ့တော့ကို့အစွမ်းအစားနဲ့ကိုကဒါကိုရင်ဆိုင်နိုင်အောင်လုပ်ရမယ်လုံနိုင်တိုင်းမှာလဲငါလုံနိုင်ပြီဆိုရယ်စိတ်နဲ့ကိုကိုကိုအားပေးရမယ်ဟုတ်ကဲ့ပါမိုင် မလင်း FM နဲ့ Tin Radio ပရိသတ်တွေက Weekend Spotlight အစီအစဉ်ကိုနားဆင်နေရပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ထက်က Lady Grace Diamondland Founder Dr. နန်းတင်မို့သူနဲ့အတူတူအခုတစ်ပိုင်းမှာဆက်လက်ဆွေးနွေးမယ့်အကြောင်းအရာကတော့အမျိုးသမီးတွေအနေနဲ့ကိုယ့်ရဲ့ skill နဲ့ passion ကိုအသုံးချပြီးတော့ဝင်ငွေလန်းတွေတိုးပွားအောင်လို့ဘယ်လိုလုပ်မလဲ၊အလုပ်ချိန်တွေကိုဘယ်လိုမျိုးစီမံခန့်ခွဲမလဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့နားဆင်ပေးပါအောင်နော်။ အဲ့တော့ဒီ weekend spotlight မှာဆိုလို့ရှိရင်အခုဒီ woman empowerment နဲ့ပတ်သက်ပြီးတော့မအောင်ဖိတ်ခေါ်ပြီးတော့ဆွေးနွေးရဆိုတော့လည်းမရဲ့ထက်ကိုယ်တိုင်းကလည်းအလုံးနှစ်ခုသုံးခုလောက်တဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီထက်တို့ဒီထက်ကိုအဲ့လိုမျိုးလာမိကြတဲ့ညီမလေးကြီးရှိရပေါ့နော်အလုံးတစ်ခုကနေပြီးတော့နှစ်ခုဘယ်လိုလုပ်ရမလဲပေါ့နော်အဲသူအခုလက်ရှိလာရနေတဲ့ဒီလစာလေးကအဆင်မပြေဘူးပေါ့လေဆိုတော့နှစ်ခုသုံးခုရအောင်လို့ဘယ်လိုမျိုး time management လုပ်မလဲဘယ်လိုမျိုးလုပ်မလဲပေါ့နော်လာမိကြတဲ့သူတွေအများကြီးပဲရှိအမကိုယ်တိုင်းဆိုလို့ရှိရင်လည်းအလုပ်တွေအများကြီးပဲလုပ်တဲ့သူတယောက်မူရင်းလုပ်ငန်းရှိ ည်တယ်ပြီးတော့မှတင်တဲ့နေအများကြီးတင်တယ်ပေါ့ဒါထပ်တူတွေ့နေရတယ်ပေါ့ဆိုတော့ထပ်တူတွေအခုလိုမျိုးကိုယ့်ရဲ့ skill တွေပေါ့နော်ပြီးတော့ passion ရှိမယ်မှာဒါတွေကိုအသုံးချပြီးတော့ဘယ်လိုမျိုးဝင်ငွေတွေအများကြီးရအောင်လို့အသုံးချရမလဲဆိုတာကိုလည်းဒီ interview လေးမှာမှပြပြသွားပေးပါအောင်ရှင်ဟုတ်ကဲ့မအိမ်မှာဟိုပေါ့နော်ညီမလေးတွေကိုဒါချစ်တဲ့စိတ်နဲ့မပြောချင်တာလေးတခုတော့ရှိတယ်။အာကိုယ့်ရဲ့ skills တွေ passion တွေကိုဝင်ဝင်အများကြီးရအောင်အသုံးချမယ်ဆိုတဲ့စိတ်ကိုအရင်ဖယ်လိုက် ဝင်ဝင်များရအောင်တုံးချဖို့ဆိုတာထက်ကိုယ့်ရဲ့ skills တွေပန့်ရှင်းနေကိုနေရာမှန်ဘလို့တုံးချမလဲဆိုတဲ့ဟာကိုအရင်စဉ်းစားရမယ်။ကိုယ့်ရဲ့ဝါသနာရဲ့ကျွမ်းကျင်မှုရဲ့စိတ်အားထက်သန်မှုရဲ့မှန်ကန်တဲ့လုပ်ငန်းဝင်မှာရင်းနှီးမြှုပ်နှံနိုင်အောင်ကျိုးစားရင်အောင်မြင်မှုဆိုတာရလာလိမ့်မယ်။အဲ့တော့အောင်မြင်မှုဆိုတာရလာရင်အောင်မြင်မှုရဲ့နောက်ွယ်မှာ ဝင်ငွေစွာလိုက်လာလိမ့်မယ်ဟုတ်ကဲ့အဲ့တော့မပြောချင်တာကလေအခုကလေးမှားနေရလေးတခုပေါ့နော်ဝင်ငွေများအောင်ဘယ်လိုလုပ်မလဲဝင်ငွေများအောင်ဘယ်လိုလုပ်မလဲ no ဝင်ငွေများအောင်လုပ်ဖို့တဲ့အရင်ဆုံးကို skills တွေတိုးအောင်ဘယ်လိုလုပ်မလဲကိုယ့်ရဲ့အောင်မြင်မှုကိုကိုယ့်ရဲ့ image တခုကိုကြည့်ထွားလာအောင်ဘယ်လိုလုပ်မလဲလို့အရင်စဉ်းစားနေခြင်း ਨੇ အဲ့ဒါရဲ့နောက်မှာတော့အာဝင်ငွေများတယ်ဆိုတာကလိုက်လာမှာပဲဥမာမတော့ဆိုလို့ရှိရင်မဗန်မာလုတ်တယ်ဗန်မာလုတ်တဲ့အချိန်မှာမအာဗန်နဲ့ပတ်သက်တဲ့ ပညာရက်တွေမှဘာမှမသိဘူးဒါပေမဲ့လေးလာရတယ်ဒါပေမဲ့အဲ့လိုလုပ်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့မရဲ့မမေကအဲကြောက်ကက်ယောဂါဖြစ်တယ်ကြောက်ကက်ယောဂါဖြစ်တယ်ဖေဖေကလေးဖြတ်တယ်ပေါ့နော်ဖေဖေကလေးဖြတ်တယ်မမေကကြောက်ကက်ယောဂါဖြစ်တယ်ဆိုတော့ပြောရရင်အိမ်ရဲ့အထွက်ငွေပေါ့နော်စေကူတာစိတ်ကအများကြီးကြီးတယ်အဲ့တော့ဒီဗန်ဝန်နံလားစာတစ်ခုတည်းနဲ့မမေကိုကြောက်ကအဆေးပေးဖို့ဆိုတာက ရေရှည်မှာမလွယ်နိုင်ဘူးအဲ့တော့မဘာလို့ရလဲဆိုတော့တခြားသော အလုပ်တွေငါဘာလုပ်နိုင်မလဲလို့စဉ်းစားရတယ်။တခြားအလုပ်တွေဘာလုပ်နိုင်မလဲလို့စဉ်းစားတဲ့အခါကျတော့ okay မမားကတ်တင်းနဲ့ပတ်သက်တဲ့ training တွေထပ်ယူတယ်။ MBA ဆက်တက်တယ်။အဲ့မှာမဘာလုပ်လို့ရလာလဲဆိုတော့အာ consultant လုပ်လို့ရလာတယ်။ okay marketing နဲ့ပတ်သက်တဲ့ consultant လုပ်လို့ရတယ်။နောက်တစ်ခုမ corporate training တွေပေးလာနိုင်တယ်။ပေါ့နော်အဲ့တော့အလုပ်ချိန်ဒီတနင်္လာကနေတောက်ကြ ပြီးလို့ရှိရင်မစနေတနင်္ဂနွေမှာခုနကတော့လို corporate training တွေပေးတယ်နောက်တစ်ခုက consultant လုပ်တယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့မတို့ဘာလုပ်လဲဆိုတော့မပညာရေးပေါ့နော်မစာသင်တာကိုဝါသနာပါတဲ့အတွက်ကလေးတန်းကိုမအမြဲတမ်းဟို ဆယ်တန်းပေါ့အဲ့ခေတ်ကတော့အခုဆိုရင်တော့ဆက်တန်းဆက်နှစ်တန်းပေါ့နော်အဲအဲ့ကလေးတန်းကိုတင်တာထက်အမဘာဘလို့ explore လုပ်မလဲမလက်ရှိအဲ MBA ရသွားတဲ့အချိန်မှာအဒီဘွဲနဲ့လဲပတ်သက်တဲ့ပညာရက်တွေကိုအမဘလို့ပြန်သင်ပေးနိုင်မလဲဆိုတော့အမကဘာလုပ်လဲဆိုတော့အမအာ ် SIYB ကဖွင့်တဲ့သင်တန်းမှာ certified trainer ဖြစ်အောင်လုပ်တယ်။ပေါ့နော်လက်မှတ်ရတယ်။အဲ့တော့ SME လုပ်ငန်းရှင်တွေကိုအမ business planning တွေသင်ပေးနိုင်တယ်။ business planning course တွေ marketing course တွေမှသင်ပေးလို့ရလာတယ်။အဲ့လိုပဲရေသနာလောကထဲဝင်တဲ့အခါမှာကျတော့အမစိန်သင်တန်းရွှေသင်တန်းပြန်ဖွင့်နိုင်တဲ့အထည်ကိုအမလေ့လာတယ်။ကိုယ်တိုင်ကိုယ် lecture ကိုထုတ်ပြီးတော့စာပြန်သင်နိုင်တဲ့အထည်ကိုအမလေ့လာတယ်။ဆိုတော့ဒါခုနကပြောသလိုပေါ့ကိုယ့်ရဲ့ skills တွေကိုကိုကမြင့်တင်နေဖို့လိုတာလိုတယ်ကို 五，雄鸡木。 ကိုယ့်ရဲ့ brand image ကိုယုံကြည်မှုတစ်ခုရလာပြီဆိုရင်အနောက်ကနေအောင်မြင်မှုဆိုတာရလာလိမ့်မယ်။အဲ့ဒီအောင်မြင်မှုရဲ့နောက်မှာဝင်ငွေဆိုတာကလိုက်လာလိမ့်မယ်။ဟုတ်တယ်ဟုတ်တယ်။တော့မှတကယ်လို့ငွေအများကြီးရှာရတဲ့ဆိုတဲ့ဟာကိုအရင်ဒုတိယနေရာကိုပို့ပြီးတော့မှ scale တွေဖြည့်တာကမှပို့ပြီးတော့ဒါတင့်တော်တယ်ပြီးတော့တစ်ခုပေါင်းတစ်ခုတင်နေရမှာပေါ့နော်။အချိန်ခါမှလည်း landing ကမှရဲ့အမှန်တိုင်းပြောရရင်တော့ငွေရုံးရုံးမှာစာပို့ချက်နိုင်တာတော့အမှန်ပဲပေါ့နော်။မတော်ဒီရွယ်ဆိုရင်မချက်ချင်တော့ဘူးမလဲ။ဒီအဲနည်းနည်းအသက်ကြီးလာတော့မှမှတ်ပဲမှတ်နိုင်တော့ ဲ့ပေါ့နော်ငွေတော့ကတော့စာကြက်ရတာကမှတ်မိလဲလွယ်တယ်လို့ကြက်လက်ချက်ချင်းသိရှိရဲ့ပေါ့နော်ဆိုတော့ငွေရုံးရွယ်တော့မှအများကြီးတင်လာတာကတော့ပိုကောင်းတယ်ဒါအမျိုးသားအတွက်ကောအမျိုးသမီးအတွက်ကောဘယ်သူမှမဆိုအတွက်ပေါ့နော်တချို့ကလေးတွေပြောနေကြတာတွေ့ရပေါ့နော်ငွေလုံးပျော်ရတာဆိုတဲ့စကားမပျော်နဲ့လို့မပြောဘူးပျော်ဒါပေမဲ့မားလေအတိုင်းတာလေးတခုတော့ထားစေခြင်း ਨੇ ပျော်တာလဲပျော်ခုနကပြောသလိုကို skills ကိုလည်းပဲကိုမြင့်နိုင်အောင်လို့စူးစမ်းစေခြင်း ਨੇ ဘာကြောင့်လဲဆိုတော့အဲ့ဒါကလေညီမလေး3-5နှစ်နဲ့မတိတအောင်သ ဟုတ်ကဲ့မမတို့လိုအသက်အရွယ်တန်းတကူရောက်တဲ့အချိန်ပေါ့နော်အခုဆိုရင်မမတို့ over 40ရောက်တဲ့အချိန်မှာကိုယ့်ရဲ့ငယ်စဉ်ဘဝကစူးစမ်းခဲ့မှုတွေက live တွေကိုအများကြီးကြွားသွားစေတယ် ဟုတ်တယ်ကိုကိုကိုအပင်ပန်းခံနိုင်ခဲ့တဲ့အရာတွေကဒီချိန်မှာကိုပြန်ပြီးတော့ဘလိုနေရလဲဆိုတာကို highlight ပြန်လုပ်သွားတယ်ပြန်လုပ်သွားတာဆိုတော့အများကြိုးစားတော့မှဒါပင်ပန်းအောင်ရောက်နေလဲဆိုတာကအဲ့ချိန်ကျတော့တကယ်တော့အစွမ်းကုန်ကူထားပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီခါကျရင်မားတို့ကတကယ်ကိုဟို beach လေးကိုမာတကယ်နားလို့ရပြီပေါ့တကယ်နားလို့ရတယ်အရင်ပြောတဲ့စကားလေးပေါ့ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ပါမကဲအဲ့တော့ဒါအလုပ်တွေကတော့မာရေပြောသားလိုမျိုးပဲ skill တွေလည်းဖြည့်ပြီပေါ့နော်သင်စရာရှိရလေးသင်ပြီအဲ့တော့ အလုပ်တွေကလည်းထုံးစံတိုင်းပဲနှစ်ခုသုံးခုလုပ်ပြီးဆိုတော့ဒီဟာတွေကိုအလုပ်တွေကိုအချိန်တွေရောဘယ်လိုမျိုးစီမံခန့်ခွဲပြစ်လဲမှပြပြပေးပါအောင်ဟုတ်ဟိုမတို့ဆိုရင်လှုပ်ရှားအလုပ်တွေကလည်းများလာတာပေါ့နော်အဲကိုကလည်းအလုပ်ကိုရှားလုပ်တတ်တဲ့သူတွေမှာပါတဲ့အတွက်လှုပ်ရှားအလုပ်ကလည်းများလာတယ်နော်မတို့ကဟို income တစ်ခုတည်းနဲ့ကိုအမကအာလုံလောက်တယ်လို့မထင်ဘူးဟို multiple income မရအောင်လုပ်တယ်ဘာလို့လဲဆိုတော့ကိုလူကျင်နိုင်လည်းရှိတယ်ကိုသုံးကျင်နိုင်လည်းရှိတယ်ပေါ့နော်အဲ့ခါကျတော့မတို့ကဘာလုပ်လဲဆိုတော့အချိန်စွာအမတို့အရေး ေးကြီးလာတယ်။အဲ့အတွက်အမဘာလုပ်လဲဆိုတော့လုံးစရာအလုပ်တွေကိုချရေးတယ်။အဲ့ဒီအလုပ်တွေတွေကမှအမကဦးစားပေးလုပ်ရမယ့်အလုပ်တွေကိုနံပါတ်စင်တက်လိုက်တယ်။ဒါကတော့အရေးကြီးဆုံးလုပ်နံပါတ်1လုပ်ရမယ့်အလုပ်ဒါကတော့နံပါတ်2လုပ်ရမယ့်အလုပ်ဒါကတော့နံပါတ်3လုပ်ရမယ့်အလုပ်ပေါ့နော်။အဲ့အလေးတွေကိုနံပါတ်စင်တက်လိုက်တယ်။ပြီးရင်ကိုရမယ့်အချိန်ကိုလုံးနိုင်စွမ်းနဲ့ညှိတယ်။တချို့အရာတွေကအချိန်ကတော့ရှိနေတယ်။ဒါပေမဲ့ကိုအုံနောက်ကမလိုက်နိုင်တော့တာရှိတယ်။ ကိုယ့်ရဲ့ကျမ်းမာရေးရာမလိုက်နိုင်တော့တာရှိရယ်ကိုယ့်ခန္ဓာကိုယ်ကမလိုက်နိုင်တော့တာရှိရယ်ဆိုတော့အဲ့ဒီကိုယ်လုံနိုင်စွမ်းနဲ့ချိန်ညှိချိန်ညှိပြီးတော့ skip လုပ်တင်တာလဲလို့ တချို့အရာတွေကလုပ်ဖို့မလိုအပ်တဲ့အရာတွေလည်းရှိတယ်။မတို့အာနေတဲ့ဘဝမှာလုပ်ဖို့မလိုဘဲနဲ့လုပ်နေမိတဲ့အရာတွေရှိနေတယ်။အဲ့ဒါတွေကိုမတို့က skip လုပ်ပေါ့နော်။အဓိကနဲ့တာမညာကိုခွဲအဓိကအလုပ်တွေကိုအရင်လုပ်ပေါ့။ဟုတ်ကဲ့ပါရှင်။အဲဒါပေမဲ့တခါလေမရဲ့အရင်လဲစူးစမ်းရတယ်ပေါ့နော်။တခါလေကျလို့ရှင်လဲလူဆိုတာနည်းနည်းတော့ပြင်းတာပေါ့လေ။အဲဘယ်လိုပြောအချိန်ဖြုံးတယ်လို့ပဲပြောမှာ။အမ်မနေ့ပြန်မလုပ်တော့မဲတို့နောက်တစ်ပတ်မှလုပ်တော့မဲတို့ရှိတယ်ပေါ့နော်။အဲဟိုမိတိုင်းယူတာလဲယူပေါ့။တခါလေကျလို့ရှင်လဲကို ဘာသာကိုအတွက်မိတိုင်းယူတာတွေကများသွားတဲ့အချိန်ပြုံးတဲ့အလေးထားလေးတွေရှိလာတယ်ပေါ့မရဲ့ဆိုတော့အချိန်ပြုံးတတ်တဲ့အလေးထားတွေများလာတာမျိုးမဖြစ်အောင်လို့ပေါ့နော်ဘယ်လိုမျိုးရှောင်ရမလဲမောက်ကိုရိုင်းလို့ဖြစ်တဲ့နီလန်းလေးတွေကိုပြပြပေးပါအောင်အဓိကကတော့ကိုကိုကိုသတိပေးနေရတာပေါ့ညီမလေးစိတ်အလိုဆိုတာလိုက်ရင်လိုက်ရင်ပို့လိုက်ခြင်းနဲ့မမတို့လည်းရှိတတ်ပါတယ်တခါလေဒီနေ့တည့်ရတော့နားလိုက်အောင်မယ်ပေါ့ဟုတ်ကဲ့ဒါမဲ့အဲ့ဒီနောက်နေ့ဆွဲသွားတဲ့အလုတ်ကနောက်နေ့မှတကယ်လုံးဖြစ်မှာလားလုံးဝမလုံးဖြစ်တော့ပဲဖြစ်သွားနိုင်သလားဆိုတာမတို့မသိနိုင်ဘူး အဲ့တော့မားတော့ဘာလုပ်လဲဆိုတော့မီတိုင်းမြူချင်တော့လုံးဆရာရှိရဲ့အလုပ်ကိုအရင်လုပ်တယ်။ပြီးရင်နားဆရာရှိရဲ့နားပလိုက်တယ်။ဆိုတော့ခုနကပြောသလိုပေါ့အချိန်ဖြုံးတက်တဲ့အလေးအထဆိုတာကဒီခေတ်ကြီးကတော့လဲ stress တွေလည်းများပါတယ် pressure တွေလည်းများတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကိုယ်ချိန်လေးတော့ကိုပေးဖို့လဲလိုသေးတယ်။ဒါပေမဲ့ကိုယ်ချိန်ကိုကိုအရင်ပေးပြီးတော့အချိန်တွေဖြုံးတာထက်တော့ကိုလုံးဆရာရှိတဲ့ဟာလေးကိုအရင်လုပ်လိုက်ပြီးတော့မှကိုယ့်အတွက်ကိုအချိန်ပေးစီခြင်းတယ်။ဟုတ်ကဲ့ပါရှင်။ ဒီတစ်ပတ်ရဲ့ weekend spotlight အစီအစဉ်မှာဆိုရင်တော့ Lady Grace Damolan founder ဒေါက်တာနန်းတင်မိုးသူနဲ့အတူတူထပ်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတော့အမျိုးသမီးတယောက်အတွက်လူမှုအတိုင်းအဝိုင်းအလုပ်ခွင်နဲ့မိသားစုအတွင်းမှာအရေးပါအရာရောက်တဲ့သူတယောက်ဖြစ်လာစေဖို့အတွက်နီလန်တွင် အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကိုတိုးတက်လာစေဖို့အတွက်အဖက်ဖက်ကနေဘယ်လိုမျိုးပါဝင်ကူညီနိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုယ့်ရဲ့ skills နဲ့ passion ကိုအသုံးချပြီးဘယ်လိုမျိုးဝင်ဝင်အများကြီးရအောင်လို့ရှာဖွေမလဲဆိုတဲ့နည်းလမ်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အဖေးနာဆင်ခဲ့တဲ့ radio ပရိသတ်များအားလုံးအားလုံးကိုလည်းထက်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။နောက်တစ်ပတ်ရဲ့ weekend spotlight အစီအစဉ်မှာပြန်လည်ပြီးတော့送ကြည့်ကြမယ်နော်။